မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းစစ်အရာရှိကြီးတွေရဲ့ကောက်ရိုက်ပွဲအတွင်းနဲ့တီရန်ကုန်ဘက်ကဘက်ကနေအသွင်ယူမိုင်းခွဲတက်ခိုက်မှုတွေဒုဗိုလ်မှူးကြီးဘာဝင်းစစ်အရာရှိ9ဦးနဲ့စုစုပေါင်းအယောက်20သေကုန်ရပြီဆိုပါတယ် ။ကချင်ပြည်နယ်မုံမောင်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့အမှတ်380အမြောက်တပ်ရင်းကို GIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်။ဒီကနေ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်တိုင်းစစ်တပ်နာချုပ်အတွင်းစီရရှိကြီးတွေရဲ့ကောက်ရိုက်ပွဲအတွင်းနဲ့ထိရန်ကုန်ပကပကနေအသွင်ယူမိုင်းခွဲတိုက်ခိုက်မှုအတွင်ဒုဗိုလ်မူကြီးအပါဝင်စီရရှိခေါနာဦးနဲ့ စုစုပေါင်းအယောက်20သေကုန်ကြပြီလို့ရန်ကုန်ပက္ကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်မတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကနေ့လယ်ပိုင်းမှာပဲရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းစစ်ကောင်စီအရာရှိကြီးတွေကောက်တီးရိုက်ကစားနေတဲ့ကောက်ကွင်းနေရာကိုရန်ကုန်ပက္ကဖအထူးတပ်ဖွဲ့ကနေအတွင်းနဲ့ထိအသွင်ယူပြီးပြင်းအားမြင့်အဝေးထိန်မိုင်းနဲ့အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဒုတိယဗိုလ်မှူးကြီးတဦး ဘိုမှု၃ဦးဘိုကြီး၃ဦးတက်ချက်ကြီး၄ဦးရဲဘော်9ဦးနဲ့စီပင်2ဦးစုစုပေါင်းအယောက်20ဟာအသေးသေးတွေကုန်ကြပြီဆိုတဲ့တဲ့င်းကိုတိထားရတယ်လို့ရန်ကုန်ပကဖရဲ့တာဝန်ရှိသူကပြောထားပါတယ်ဒါအပြင်နောက်ထပ်ဘိုမှုကြီး2ဦးဒုဘိုမှုကြီး2ဦးနဲ့ဘိုမှု2ဦးကထိကြိုက်တန်ရရထားပြီပောက်ကွဲမှုကြောင့်ဆက်တွယ်ရေးအဆောက်အဦးတစ်ခုလဲမိလောင်ပျက်စီးသွားတယ်လို့နားနေဆောင်ကင်တဲတဲမှာခြံထားတဲ့လက်နက်ကြီးတွေလဲပောက်ကွဲပျက်စီးသွားတဲ့အပြင် ဂျန်နရေတာတလုံးနဲ့မိလောင်ပျက်စီးသွားတယ်လို့ရန်ကုန်ပက္ကဖရဲ့တာဝန်ရှိသူကပြောထားပါတယ်ဒီသတင်းကိုအထူးလျော့ဝှက်ခိုင်းထားတဲ့အပြင်ဂျန်နရေတာအပူလွန်ခဲ့ပြီးပေါက်ကွဲတယ်လို့သာတက်အတွင်းနဲ့သတင်းလွှင့်ထားသလိုမိုင်းပေါက်ကွဲတမ်းကြရတဲ့အကြောင်းတွေကိုတော့ပြည်သူတွေဘက်ကပါအတီးပြုတ်ထားနိုင်ပါတယ်လို့ရန်ကုန်တိုင်းပက္ကဖရဲ့တာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကိုလည်းစစ်တပ်တရင်အရင်မြစ်ကနေတဆင့်ရန်ကုန်ခေတ်တကအတီးပြုတ်နိုင်ခဲ့ပြီး တေဆုံးထိကြိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီးစစ်တပ်တရင်ရင်းမြစ်ကနေထပ်မံအတီးပြုတ်နိုင်မှုဆက်လက်စ조사နေပါတယ်ခင်ဗျတဖက်မှာလည်းကချင်ပြည်နယ်မုံမောင်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နောင်ကွန်ကျေးရွာအခြေစိုက်အမှတ်380အမြောက်တပ်ရင်းကို GIA နဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ့်ပိုက်လိုက်ပြီးလို့ GIA တရင်ရင်းမြစ်ကပြောပါတယ်မုံမောင်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခတ်မရ438တပ်ရင်း အမှတ်616ဒုံးတရင်နဲ့နောင်ကွန်အမှတ်380အမြောက်တရင်တွေကို GIA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေရမှာမတ်လ22ရက်နေ့ကပဲခမာယ438တရင်နဲ့616ဒုံးတရင်နှစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့ပြီးအခုဒီကနေ့မတ်လ23ရက်နေ့မနက်ပိုင်းမှာတော့ကြံရှိနေတဲ့အမှတ်380အမြောက်တရင်ကိုတပ်မှန်သိမ်းပိုက်ရရှိသွားပြီးဆိုရတယ်အဲ့ဒီလိုဒီကနေ့မနက်သိမ်းပိုက်လိုက်တဲ့စစ်ကောင်စီရဲ့အမှတ်380အမြောက်တရင်ကနေစစ်ကောင်စီတပ်သားတွေကတော့ အကုန်လုံးထွက်ပြေးနေကြပြီလက်ရှိမှာတော့ကချင်ပြည်နယ်မှာ KIA နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့စစ်တပ်စခန်းပေါင်း90နီးပါးရှိနေပြီလို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလည်းမုံရွာချောင်းဦးလက်မိုက်မှာအကြမ်းဖက်စစ်ရင်တန်းကိုတော်လန်ရိတ်တပေါင်းစုတွေက9ချိန်ဇက်တိုက်မိုင်းဆွဲတက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား10ဦးထက်မနည်းသေကုန်ကြတဲ့အပြင်ကားနှစ်စီးပါပျက်စီးသွားပြီးကရိန်းနဲ့ဆွဲသွားကြတယ်လို့ ရေဟတ်အာမီ BHA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။မတ်လ20ရက်နေ့ကစကိုင်းမျိုးအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကနေအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ထွက်လာတဲ့စစ်ကား9စီးကိုမုံရွာချောင်းဦးလမ်းမိုက်မှာတော်လန်ရေးတပ်ပေါင်းစုတွေကနေ9ချိန်ဇက်တိုက်မိုင်းဆွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား10ဦးထက်မနည်းကတော့အသီးသီးသေးကုန်ကြပြီ။အတွင်းသတင်းအရကတော့16ဦးသေသွားတဲ့အကြောင်းကိုသိထားရတယ်လို့ BHA တပ်ဖွဲ့ကပြောထားပါတယ်ဒါအပြင်မိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်ကားနှစ်စီးလဲလုံးဝပျက်စီးသွားပြီးနေရမာတင်ရက်သွားတဲ့အတွက်ကရိန်ကားနဲ့ပါလာတဲသွားကြတယ်လို့လဲ BHA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာလဲရွာငံမြို့နယ်ကရနေကျေးရွာတဝိုက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လန်ရဲတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမုံရမှာ စေကောင်းစီတက်တာနှစ်ဦးသေးသွားပြန်ပြီလို့စစ်ဘက်ဆိုင်ရာတော်လရင်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ15ရက်နေ့ကစပြီးရှမ်းပြည်နယ်တောင်ပိုင်းရွာငန်းမြို့နယ်ရနေချေးရွာရဲ့အနောက်တောင်ဘက်ကိုအကြမ်းဖက်စစ်ကောင်းစီတက်ကစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်းစီတက်သားတွေကိုတော်လရင်တက်တွေကနေကြပြတ်တိုက်ခိုက်ချေမှုရမှာစေကောင်းစီတက်တာနှစ်ဦးသေးသွားပြန်တဲ့အပြင်15ဦးထက်မနည်းကဒဏ်ရာတွေရသွားကြပြီး သူတို့ကြံခဲ့တဲ့ကြည်စံတချို့နဲ့အတုံးဆောင်ပစ္စည်းတချို့ကိုပါတင်းစီရရှိထားတယ်လို့အဲ့ဒီစစ်ကြောင်းကတော့ပြန်ဆုတ်သွားကြပြီလို့စစ်ဘက်ဆိုင်ရာတော်လှန်ရေးတရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့နာဂဒေတာမြို့နယ်၃ခုမှာအကြံဖတ်စစ်တပ်လက်အောက်ခံမြို့နယ်ခြေရွာအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဖို့လူငယ်စရင်ကောက်နေပြီဝယူပြန်ရောက်ရှိသူစိတ်မနှံ့သူမျိုးလုံးတစ်ဖက်မရှိတဲ့သူတွေနဲ့မတန်စွမ်းတွေကိုပါစရင်ကောက်ယူနေတယ်လို့ဒေတာနေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် နာကကိုပိုင်အုပ်ချုပ်ရေးဒေတာမြို့နယ်တွေဖြစ်တဲ့နန်းရွန်းလဟဲနဲ့လေရှိမြို့နယ်တွေမှာစစ်တလောက်ခန်းမြို့နယ်ခြေရွာအုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုစစ်မှုထမ်းဖို့တအိမ်တဆင်းလိုက်လံစရင်ကောက်နေပြီစစ်မှုထမ်းဖို့ညင်ဆန်မာကအရေးယူခံရမယ်ဆိုပြီးတော့ပါဂတိခံဝန်ချက်တွေကိုလက်မှတ်ရေးထိုးခိုင်းနေတယ်ဆိုပါတယ်ဒါအပြင်အဲ့ဒီလိုခြေရွာတွေမှာလှည့်ပြီးစစ်မှုထမ်းစရင်လိုက်ကောက်နေတဲ့မြို့နယ်ခြေရွာအုပ်ချုပ်ရေးမှုတွေဟာ ရွာထဲမှာဝယူပြန်ယောဂရှိသူစိတ်မနှံ့သူမျက်လုံးတစ်ဖက်မရှိတဲ့သူတွေနဲ့မတန်ဆွမ်းတွေကိုပါဆက်ရင်ကောက်ယူနေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။တစ်ဖက်မှာလည်းစင်ခေါ်စာတွေရောက်နေတယ်လို့အဲ့ဒီစာတဲမှာတော့အချက်လက်မဖြစ်တာနဲ့အရေးယူမယ်ဆိုပြီးပြောထားတဲ့အပြင်စစ်မှုထမ်းဖို့ညှဉ်းဆန်းရင်းလည်းအရေးယူခံရမယ်ဆိုပြီးတော့ပါချိန်ချောက်ထားပြီးလက်ရှိစရင်လိုက်ကောက်နေတဲ့မြို့နယ်ရက်ကွက်အုပ်ချုပ်ရေးမှုဆိုတဲ့သူတွေကလည်းနာကလူမျိုးတွေပဲလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ ုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ